င်္ဂလာရှင်ရန်ကုန်ခေတ်သစ်ယနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ KIO KIA နဲ့အကြံဖတ်စစ်တပ်အကြောင်းအပြစ်ရဲ့ရေးကိုဆွေးနွေးဖို့ရှိနေတဲ့ဆိုတဲ့သတင်းတွေကိုဗိုလ်မှူးကြီးနော်ဘူးကညင်းဆိုလိုက်ပါတယ်။ KNU တမတတထုံ KIO ကထာဘဒိုစောစိုးမြင့်အပါဝင်22ယောက်ကိုအကြံဖတ်စစ်တပ်ကရွေးကောက်ပွဲနောက်ဆက်တဲ့ဆိုပြီးတထုံမြို့နယ်တိန်စိတ်ရဲစခန်းမှာ အရွေးကောက်ပွဲဥပဒေပုံမှန်23ခါခွင်းနဲ့အမှုဖွင့်ထားတဲ့အပြင်စလင်းမရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကိုဖမ်းဆီးမှုနဲ့ PDF တပ်ဖွဲ့ကိုအမှုဖွင့်ထားပြန်တဲ့ဆိုတဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကချင်ပြည်နယ်မှာမြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုင်နေတဲ့ KIO KIA နဲ့အကြံဖက်စစ်တပ်အကြမ်းမှာအပြစ်ရရေးဆွေးနွေးဖို့ရှိနေတဲ့ဆိုတဲ့သတင်းတွေကို KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကညင်းဆိုလိုက်ပါတယ်။ မနေ့ကရန်ကုန်ခေတ်သစ်သတင်းဌာနက KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကိုတည်တံ့ဆက်သွယ်မေးမြန်းချိန်မှာ ပူမူးကြီးနော်ဘူးကအခုလိုဖြေဆိုလိုက်တာပါအကြံဖတ်စစ်တပ် lobby တွေနဲ့စစ်တပ်အတိုင်းဝန်ကအော်တိုဗလာနောက်ပိုင်းကနေစတင်ပြီး KIO KIA နဲ့အကြံဖတ်စစ်တပ်တို့ကြားမှာအပြည့်ရရေးကိုတရုတ်နိုင်ငံရဲ့ကမကထာပြုမှုနဲ့တွဲဆုံဆွေးနွေးဖို့လှုံ့ဆော်နေပြီးနေရာကိုလည်းရွေးချယ်နေပြီဖြစ်တဲ့ဆိုတဲ့သတင်းတွေကို Telegram channel တွေလူမှုကွန်ရက်တွေကနေသင့်အလုံးအရင်းနဲ့တစ်ချိန်နဲ့တစ်ပြိုင်နက်တည်းအကြီးအကျယ်ထုတ်လွှင့်ခဲ့ကြပါတယ်။အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်သတင်းဌာနကပုံမူးကြီးနော်ဘူးကိုမေးမြန်းခဲ့ရမှာတော့ သူကထွေထူးပြောစရာမရှိပဲဘ ਹੁ ကော်မတီကလည်းဆွေးနွေးပွဲဆိုတာနဲ့ပတ်သက်လို့ညွှန်ကြားတာလည်းမရှိသလိုတွေ့ဆုံဆွေးနွေးဖို့လုပ်နေတယ်လို့ကြားလည်းမကြားပါဘူးလို့ပြန်လည်ဖြေဆိုလိုက်ပါတယ်။လက်ရှိမှာ KIA နဲ့စစ်တပ်အကြားဗမော်မျိုးနဲ့ဖားကန်းမျိုးနဲ့အပါအဝင်ကချင်ပြည်နယ်အတွင်းကမျိုးနယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအထူးသဖြင့်ဗမော်တိုက်ပွဲမှာလည်းနေ့စဉ်ဖြစ်ပွားနေတယ်လို့ KIA သတင်းရင်းမြစ်တွေစီကနေသိရပါရှင်။ ဆလတ်တင်ဆက်ပေးမဲ့တဲ့ငါတော့ကရင်မျိုးသားစီယုတ်ကန်ယူတမတေတထုံခိုင်ဥက္ကဋ္ဌဘဒိုစောစိုးမြေပါဝင်22ယောက်ကိုအကြက်ဖက်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်တယ်လို့ဆိုပြီးတထုံမြို့နယ်တိမ်စိတ်ရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှန်23ခါခွေနဲ့အမှုဖွင့်ထားတယ်လို့အကြက်ဖက်စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာ KNU ကရင်မျိုးသားစီယုတ် ူတတူခရိုင်ကဒီဇင်ဘာလအတွင်းကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုတိုက်ဖြတ်သွားဖို့ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် KNU ကရင်မျိုးသား CEO ဒူတထူခရိုင်ဥက္ကဋ္ဌဘရိုစောမြေပါဝင်22ရောက်တို့ကိုတထုံမြို့နယ်တိန်စိတ်နယ်မြေရဲစခန်းမှာရွေးကောက်ပွဲတွေကိုနှောက်ရှက်ဟန်တာဖြက်စီးတာကနေကောက်ွယ်ပေးရေးဥပဒေပုံမှာ23ခါခွင်းနဲ့အမှုဖွင့်ထားတယ်လို့စစ်တပ်ကသတင်းထုတ်ပြန်လာပါတယ်စစ်တပ်ကအမှုဖွင့်ထားတဲ့ရွေးကောက်ပွဲကောက်ွယ်ပေးရေးဥပဒေမှာ2025ခုနှစ်ပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြပြစေဖို့ရည်ရွယ်ပြီး ောပြောတာပြောဆိုတာစီယုံလှုပ်ဆော်တာဆန္ဒပြတာစာရေးသားတာနဲ့ရုပ်ပုံပိုစတာတွေချိတ်ဆွဲတာတွေကိုတားမြစ်ထားပြီးအဲ့ဒီတားမြစ်ချက်တွေကိုလူစုလူဝေးနဲ့ဖောက်ပြပါကထောင်နဲ့အနည်းဆုံး9နှစ်ကနေအများဆုံးထောင်နဲ့10နှစ်ထိချမှတ်နိုင်တဲ့ပုံမှန်လည်းဖြစ်ပါတယ်။ဒါအပြင် KNU ကထားဘဒုစောကွယ်ထူးဝင်ဘိုလ်လုံးမှုဆောင်တွေပါဝင်73ရောက်ကိုဩဂတ်စ်လ12ရက်နေ့ကရွေးကောက်ပွဲပြပြစီဖို့ဟောပြောတာပြောဆိုတာတွေကြောင့်လှိုင်းပွဲမြို့မှာရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါဗျ။ စစ်တကအမှုဖွင့်သူတွေမှာ KNU ကထဘဒုစောကွယ်ထူဝင်ဘဒုစောဆေကေဘဒုတာတိုမူဘဒုစောသောတိပွဲဘဒုစောလာထုံဘူဂျိုတီစောကြောနီစောတာမလာတော့ဘဒုစောလောအမှုဘဒုစောရဲ့ဂလူစေဘဒုနော်တာတာနဲ့ဘဒုစောတော်နီစောစာပလဲတီဝင်းတို့အပါဝင် စုစုပေါင်း73ယောက်ဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စက်တင်ဘာလ24ရက်နေ့ကချင်းပြည်ချင်းနယ်အစိုးရဖွဲ့ဝင်18ယောက်တို့ကို စစ်တပ်ကရွေးကောက်ပွဲနောက်ဆက်ဟန်တာမှုဥပဒေနဲ့အမှုဖွင့်ခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီလိုပဲအော်တိုဗလာ31ရက်နေ့မှာမကွေးတိုင်းဒေသကြီးဆလင်းမြို့နယ်ပေါင်နာရက်ကွက်နေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကအဖွဲ့ဝင်တင်းတပ်ဝေထွန်းအားဆလင်းမြို့ကနေစင်ပြူကျွန်းမြို့ကိုဆိုင်ကင်နဲ့သွားချိန်မှာစုံလင်ဦးလန်းဆောင်ရောက်မှာပဲ PDF တွေကဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာကြောင့် အဲ့ဒီ PDF တွေကို November 3ရက်နေ့မှာစင်ပြူကျွန်းနေမြေဆန်းကန်းကရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာဖြက်စီးတာကနေကာကွယ်ပေးရေးဥပဒေပုံမှာ24ခါခွေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်စစ်တပ်ကအရေးယူအမှုဖွင့်ထားတဲ့ရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှာ24ခါခွေမှာရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တဦးကိုတာဝန်မထမ်းဆောင်နိုင်ဖို့ဟန်တာထားတာဖြစ်ပြီးအဲ့ဒီပုံမှာအရာကျူးလွန်သူကိုထောင်ဒဏ်အနည်းဆုံး9နှစ်ကနေအများဆုံးထောင်ဒဏ်10နှစ်အထိချမှတ်နိုင်တဲ့ပုံမှာလည်းဖြစ်ပါရဲ့ရှင် မကွေတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူနေကတောင်းတဲ့ချီတဲ့ပြည်သူတွေမှလည်းစစ်ပေးရှောင်ထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကနေစတင်ပြီးပေါင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကမြေချရွာတပုတ်စုရွာ တောင်းတရွာနဲ့အနီးနားမှာရှိတဲ့ကျေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုနွားလဲတွေနဲ့ယူဆောင်ပြီးပေါင်းမျိုးပေါ်ကိုပို့ဆောင်နေရလို့သိရပါဗျ။အဲ့ဒီခိုးရပါပစ္စည်းတွေကိုလည်းပေါင်းမျိုးပေါ်ကနေတဆင့်ပြူစောထီတွေကသူတို့ရွာတွေစီကိုနွားလဲတွေနဲ့ထပ်မံယူဆောင်သွားတယ်လို့လည်းသိရပါဗျ။စစ်တပ်ကပေါင်းမျိုးနယ်အတွင်းကိုအော်တိုဗာလာ26ရက်နေ့ကနေစတင်ပြီးစစ်ကြောင်းထိုးခဲ့တာ စိတ်ပြူကားပါစာ22ကနေထွက်လာတဲ့တမ69လက်အောက်ခံတရင်တရာကိုတရင်လေးတစ်ကိုတရင်16တို့ကစစ်သားတွေပြင်ပေနောင်ပြူစောတိရွာနဲ့တီတုတ်ကွင်းရွာပြူစောတိရွာတို့ကပြူစောတိတွေပူပေါင်းထားတာကြောင့်အင်အား900ခန်းနဲ့ပေါ့မြွနယ်အတွင်းကိုစစ်ကြောင်းထိုးနေတာပါအဲ့ဒီစစ်တပ်စစ်ကြောင်းကအော်တိုဗလာ31ရက်နေ့ကချက်ကန်ရွာနိုဗ ెంబ ာလ6ရက်နေ့ကတရဖီရွာနိုဗ ెంబ ာလ10ရက်နေ့ကလေလန်းကြီးရွာမြေချကြီးရွာနဲ့နိုဗ ెంబ ာလ9ရက်နေ့ကတော့ဒေါန်တာကြီးရွာတို့ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ယိုကြည်ရွာနောက်ဖက်ရှားပင်ရီရွာမိုးကောင်းချောင်းကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ယိုကြည်တော်ကအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပါသေးတယ်။အခုလိုပဲမကွေးတိုင်းမြိုင်မြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်တပ်ကလည်းမနေ့ကနိုဗ ెంబ ာ10ရက်နေ့မနက်၈နာရီခန့်မှာတရက်ကံပြူစောတိရွာကနေထွက်လာပြီးစိုးကံတိုက်ရွာကိုဝင်ရောက်စီးနှင်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ ဒါကြောင့်လက်ရှိအချိန်စစ်တပ်ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်ကြေးရွာတော်တော်များများကပြည်သူတွေမှာလည်းစစ်ဘေးကိလို့ရာဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေရပါရှင်။မူမီနယ်ဘက်ကသတင်းတွေကိုကြည်အောင်ပါ။မူမီနယ်ရေမြို့နယ်ကြောင်းရွာကြေးရွာမှာတိုက်ပွဲဖြစ်ပွားပြီးအကြံဖက်စစ်တပ်ရဲ့ခမာရ9ကိုတက်ရင်အရာရှိလိုင်းကန်ကို ရေဘလူအဖွဲ့က RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရေဘလူအဖွဲ့တရင်မှုကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ မနေ့ကနိုဗ ెంబ ာလ10ရက်နေ့နေ့လယ်9:15မိနစ်ခန့်မှာရေမြုံနယ်ကျောင်းရွာကြေးရွာမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ကင်းဘုံနဲ့ရေဘလူအဖွဲတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ရေဘလူအဖွဲကခမရ9ကိုတက်ရင်တွေကအရာရှိလိုင်းကန်ကို RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာအကြံဖက်စစ်တပ်ဘက်ကထိခိုက်မှုရှိနိုင်ပြီးအရေအတွက်ကိုတော့အတည်ပြုနိုင်တာမရှိသေးပဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ။ရေဘလူအဖွဲ့တရင်မှုပြောတာကတော့ဆက်ကဆရီကင်းဘုံလာထိုင်တဲ့ရေစင်ကုန်းကိုကင်းဘုံရှင်ရောက်သွားတာဖြစ်ပြီးရေစင်ကုန်းကចောင်းရွာမှာဆိုရင်အမြင့်ဆုံးကုန်းလည်းဖြစ်ကចောင်းရွာတရွာလုံးကိုရေပေးနေတဲ့ရေစင်ကုန်းဖြစ်တဲ့အပြင်အဲ့ဒီရေစင်ကုန်းကိုရေဘလူအဖွဲ့ကရရှိထားတဲ့အတွက်ကြောင့်ဆက်ကဆတရင်ကအနိုင်ပိုင်းဖြစ်နေတာလို့ပြောပါရယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေဖြစ်ပွားပြီးရင်တော့အကြံဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့မနေ့ကညနေအထိရန်တမ်းပစ်ခတ်နေတယ်လို့ရေဘလူအဖွဲ့တရင်မှုကဆက်လက်ပြောပါရရှင်။ မုံမီနယ်ဘက်ကိုစက်ကြည့်အောင်ပါမုံမီနယ်တထုံမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေ drone တွေနဲ့တိုက်ခိုက်တာကြောင့်ပြည်သူလူထုတန်ရာရရှိပြီးဖုံးဝေးကြောင်းတဲ့နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ KNU ဘိုးကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ November 6ရက်နေ့မနက်9:45မိနစ်ခန့်မှာ အကြမ်းဖက်စစ်တပ်ရဲ့အမှတ်314အမြောက်တရင်ကနေ120မမလက်နက်ကြီးနှလုံးအမှတ်6ချင်းမြန်တရင်က60မမလက်နက်ကြီးငါလုံးပစ်ခတ်ခဲ့တာကြောင့်နောက်ကတော့အောက်ရွာလာတာကုန်းကွေးမှာတလုံးမိချောင်းအရွာနေဝင်ချင်းကိုတလုံးချောင်းဆောက်ရွာအတွင်းကိုလက်နက်ကြီးငါလုံးကြောက်ရောက်ပောက်ကွဲခဲ့ပြီးနေအိမ်နှလုံးပျက်စီးခဲ့လို့သိရပါတယ်။တအားပြင်နိုဗမာလ9ရက်နေ့မနက်7:29မိနစ်ခန့်ကလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲရေဝေကြီးရွာနောက်ကတော့ထက်ရွာ ကော်လိုင်းရွာဝင်းဖုံတောင်ချေမိချောင်းအရွာရွှေကြည်ရွာနဲ့ရေတွင်းဖြူရွာတို့အတွင်းကို MI စဝတိရဟရင်နဲ့87မမလက်နက်ကြီး38လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ရေဝေရွာမှာနေထိုင်တဲ့အသက်28နှစ်ရွယ်နော်နိုင်နိုင်နဲ့နဂဒုတ်ထက်ရွာကအသက်55နှစ်အရွယ်စောမောင်ဝင်းမင်းတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖုံးကြီးကျောင်းလည်းထိမှန်ပျက်စီးခဲ့ပါသေးတယ်။အဲ့ဒီနေ့နေ့လယ်12:55မိနစ်ခန့်ကလည်းအကြက်ဖက်စစ်တပ်ရဲ့ခမရ6က60မမလက်နက်ကြီး6လုံးနဲ့ချောင်းဆောက်ရွာအနီးတစ်ဝိုက်ကိုပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့လုပ်ငန်းခွင်တွေအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးသီးနှံပင်တွေထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ဒါအပြင်နေ့လယ်၁၄၀မိနစ်ခန့်မှာလည်းအမတ်ကိုလေးချင်ရီတယင်ကဒရုန်းနဲ့ချောင်းဆောက်ကြီးရွာအတွင်းကိုဘုံတလုံး၊ရှင်ရောင်ပြရွာအတွင်းကိုဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်နေတလုံးပျက်စီးခဲ့ပါသေးတယ်။ အဲ့ဒီလိုပဲနိုဗ ెంబ ာလ10ရက်နေ့မနက်၈နာရီကျော်ခန့်မှာလဲစကိုင်းနိုင်ကပ်ဘလူမျိုးနဲ့ជីချင်းရွာမှာအထိုင်းချတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်နဲ့ပြူစောထီတွေကစစ်ကြောင်းထိုးပြီးជីချင်းရွာကပြည်သူပိုင်နေအိမ်တွေကိုမီးရှို့နေတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အကြံဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်နေပျက်စီးမှုအရေအတွက်ကိုအတိမပြုနိုင်သေးပေစစ်တပ်စစ်ကြောင်းကကြေးရွာအတွင်းကိုလှည့်လည်သွားလာနေတယ်လို့သိရပါရှင်။ စကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းတပဲရင်မြို့နယ်ဆက်ပြချင်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေရင်နဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာပြင်းထန်သူတွေပါဝင်ကနေအိမ်တွေလည်းမီးလောင်နေတယ်လို့တပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ မနေ့ကနိုဗ ెంబ ာလ10ရက်နေ့နေ့လယ်3:20မိနစ်ခန့်မှာတပည့်ရင်းမြို့နယ်ဆက်ပြချင်းရွာကိုအကြံဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲတိုက်လေရီနဲ့၃ချိန်ပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုရှိပြီးအရေးအတွက်ကိုတော့တည်ပြုနိုင်တာမရှိသေးတဲ့အပြင်နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့လို့သိရပါဗျာ။ အဲ့ဒီလိုပဲလေချောင်းတက်ခိုက်သွားပြီးတဲ့နောက်မနေ့ကညနေ6နာရီခန့်မှာတော့တပည့်ရင်မြို့နယ်ဆက်ပြချင်းကြီးရွာကိုအကြံဖက်စစ်တပ်ကလေရင်နဲ့ပေါင်900ဘုံလေးလုံးစက်တိုက်ပစ်ချတိုက်ခိုက်သွားမှုအတွင်းမှာလေထိခိုက်ဒဏ်ရာရရှိသူတွေရှိပြီးဒဏ်ရာအခြေအနေစိုးရိမ်ရသူတွေလည်းပါဝင်ကကြီးရွာတွေကနေအိမ်တွေမီးလောင်ခဲ့လို့သိရပါဗယ်။အဲ့ဒီလိုပဲအော်တိုဝါလာ25ရက်နေ့ကလည်းတပင်းရင်မြို့နယ်ပုတ်တန်းရွာကိုအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနဲ့ချင်းကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ တပည့်ရင်းမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့လည်းလေကြောင်းအနေနဲ့အထူးသတိအသိရှိကြဖို့ကိုတပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းအသိပေးနှိုးဆော်ထားပါသေးရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မွန်နဲ့ပဲခူးပကဖားတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုအထူးတန်းစစ်ဌာနကလက်နက်သက်ဆင်ပေးပြီးအကြမ်းဖက်စစ်တပ်ရဲ့တံပြန်ထိုးစစ်တွေကိုချိန်မုပ်ဖို့နဲ့အထွေထွေစစ်အတွက်အင်အားစုစည်းသည့်စောက်တာဖြစ်တယ်လို့အထူးတန်းစစ်ဌာနတိုင်းကိုကယ်ရေးမှူးရဲဘော်အောင်ဆန်ရှားကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကနိုဘမာလာ၁၀ရက်နေ့မနက်၁၀နာရီခန့်ကပဲခူးတိုင်းရှိတဲ့စခန်းတစ်ခုမှာပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတန်းစစ်ဌာနက တိုင်းစစ်ဌာနစစ်စင်ရေးကိုကဲမှုမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေဖြင့်ကိုကဲမှုခံယူပြီးစစ်စင်ရေးပူပေါင်းဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်းမိုးပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနဲ့ပဲခူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ခြင်းခံနာပြုလုပ်ခဲ့လို့သိရပါတယ်။အဲ့ဒီအခမ်းအနားမှာအထူးတိုင်းစစ်ဌာနတိုင်းကိုကဲရေးမှုရဲဘော်အောင်ဆန်းရှားနဲ့ဒုကိုကဲရေးမှုရဲဘော်အေမေထွန်းတို့ကအဖွဲ့အမစကားပြောကြားခဲ့တဲ့အပြင်တိုင်းစစ်ဌာနအရာရှိတွေနှီးဖြူအမှုတွေက PDF ပကဖဘူအောင်စစ်စင်ရေးကိစ္စတွေတင်းထောက်လန်းရေးထောက်ပို့ကိစ္စတွေဆွေးနွေးပြောကြားခဲ့ပြီးတဲ့နောက်လက်နက်တွေကြီပောက်တွေကြီခဲရဲတွေကိုပေးအပ်ခဲ့လို့သိရပါဗျ။အထူးတိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတမတော်စေယုံချုပ်ရဲ့လမ်းညွှန်ချက်တွေနဲ့အညီတိုင်းစစ်ဌာနကိုယ်ကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတမတော် PDF တရင်တွေလက်ရုံးတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေဒေသအခြေပြုကာကွယ်ရေးအဖွဲ့ RDFS တွေကိုစစ်စင်ရေးအချိန်မြင့်လှုပ်ဆောင်ရွက်ဖို့အတွက်လိုအပ်တဲ့အုတ်ချုပ်ထောက်ပံ့ကိစ္စတွေဖြည့်ဆည်းရင်းနဲ့ COC နှစ်ရက်နဲ့အနီးအင်အားများစုစည်းတည်ဆောက်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့အထူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ရှားပါ။